န်းကြီးပြီးရမှာလားဆိုဒီတန်းကြီးမပြီးရင်ဘယ်လိုလုပ်မလဲအသေးခံပြီးပြီးပေါ့တခုတော့ရှိတယ်ဒီတန်းကြီးမပြီးလို့ရှိရင်တော့ဒီတော်လန်ကြီးကိုဖျက်လို့ဖျက်စီးလုပ်ခဲ့တဲ့သူတွေအန်ယူဂျီနဲ့သူ့ရဲ့လော်ဘီတတဖန်ရီစင်းလုပ်သွားတဲ့လော်ဘီတတသူတို့ဟာတော့ဒါတည့်ရခံနေပဲမင်းအွန်လိုင်းကိုအပြစ်မပေးနိုင်လို့ရှိရင်မင်းအွန်လိုင်းကိုအပြစ်မပေးနိုင်အောင်လုပ်ခဲ့တဲ့သူတွေပါလေအဖြစ်ရှိတယ် ဘာလို့လဲဆိုတော့တို့ကအာမခံတာကိုတို့ကအာမခံပြီးကံမှာတို့ကနေပြီးကံမှာတာဝန်ခံတာကိုအတောင်ခဏတိုင်းဖြစ်မလာလို့ရှင်ဟာကျုပ်တို့လုတ်တာပဲဗျာဒါတော့မတက်နိုင်တော့ဘူးဆိုတာမျိုးတွားလုံးလို့မရဘူးလေအကျုပ်တို့တော့တက်နေမြရတယ်လုတ်တာပဲအောင်မြင်လာတော့မတက်နိုင်ဘူးတွားမလုံးနဲ့ဘာလို့လဲဆိုတော့ဒါကအသက်တင်နေဆိုင်တဲ့ကိစ္စလေနော်နောက်ပြီးတော့တကယ်ရောလုတ်ခဲ့တယ်လားတကယ်ရောတော်လန့်မှုစူးစမ်းခဲ့တယ်လားဆိုတာကိုပြန်စဉ်းစားဖို့လို့ no တကယ်ဟုတ်တယ်လည်းမမကြိုးစားခဲ့ပါဘူးတို့နော်အစစ်စားကြည့်လို့ရှိရင်နော်မင်းတို့လည်းအာနာမသိနေကနေကအာနာသိမှုရတဲ့အချက်လက်တွေပြနေတာအချက်ပြနေရတယ်အများကြီးရှိတယ်နော်အချက်တွေပြနေရတယ်အများကြီးရှိတယ်အဲ့ဒါဘယ်လိုတွေပြနေရလဲဆိုတော့ရှင်အဲကျွန်တော်မလုပ်ရဲတာဘာမှမရှိဘူးလို့အာနာမသိမှုလို့မပြောနိုင်ဘူးဆိုတာမျိုးတွေရှိပြောခဲ့တာလည်းရှိအာနာသိမှုအတွက်သူက နမိတ်ပြစကားလုံးတွေပြောနေခဲ့တယ်။အဲဒီဘက်ကဘာပြင်ဆင်လဲဆိုတော့ဘာမှမပြင်ဆင်ဘူး။တိုင်းရင်အမှိုက်သိင်းလို့ပြောမလား။အာနာသိင်းမှုအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေမှာဒေါက်တာမျိုးညွန့်ပြောတာမှတ်မိလားမသိဘူး။ဖွဲ့စည်းပုံအခြေခံဥပဒေမှာအာနာသိင်းမှုအတွက်ခွင့်ရင်ပေးမထားဘူးဆိုပြီးကမှထုတ်ပြောလိုက်တာ။အဲဒါတွေကနှစ်တယ်လို့တိုင်းပြည်ဥဆောင်တဲ့နော်ပြည်သူကမဲပေးထားတဲ့အမတ်တည်းရဲ့ညံဖြင်းမှုကိုပြရတာဖြစ်တယ်။အဲ့တော့ဘာဖြစ်လဲဆိုတော့ အဲ့ဒီအချိန်မှာပြည်သူလူထုကကိုယ့်ဘာသာကိုထားပြီးကံမှဆန္ဒပြရတယ်ဆန္ဒပြဝယ်ရလောက်ကြတယ်လောက်ကြတယ်မှာပြည်သူလူထုကဘလောက်များအတက်ကြွလဲဆိုတော့တယောက်ဆက်လိုက်တယ်ပြန်တယ်တပြည်လုံးကအုံအုံကြွကြွเนาะပါလာခဲ့ကြတာအဲ့လိုပါလာတဲ့အချိန်မှာเนาะတစ်ဖက်ကလည်းဒီအမတ်တီကိုပြန်လွှတ်နေရပေါ့နော်ပြန်လွှတ်တဲ့ခါကျရင်ဒါလေးအိတ်လေးဆွဲပြီးပြန်လာကြတယ်အိတ်လေးဆွဲပြီးပြန်လာတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒီကျွန်တော်တို့ ပေါ့နော်ကျွန်တော်တို့ဒီဟွာပေါ့နေပြည်တော်ပေါ့နော်နေပြည်တော်မှာရွှေကြပင်းဆိုရက်ွက်ရှိတယ်နော်ရွှေကြပင်းရက်ွက်ထဲကအိမ်တိအိမ်မှာသူတို့တက်ပြရတဲ့ကောင်းလာဖြစ်တဲ့လွန်ကိုလက်တို့ဇင်မာအောင်တို့နော်ရင်းမွေးတို့တင်ထွန်းနိုင်တို့စုပ်ပြီးကြမှာဆရာဘေးဖွဲ့ပါပြီဆိုပြီးကြော်ညာလိုက်တယ်